နှစ်ချုပ်ဝိုင်းတစ်ခွက်ရဲ့ကန္နနာမှတ်တမ်းအားလုံးမိတ်လာပါများ OK Sport ကနေပြန်လဲကြိုလိုက်ပါရင်ဒီနေ့ကဘောလုံးလောက်ကမှာနံပါတ်ကုန်းတိုင်းစစ်မှုတွေရေးပန်းဆားလာနေပြီလူငယ်ခြေတက်တွေကိုအလို့ရခေါ်ယူနေကြပါပေမဲ့ထိုင်တန်းတိုင်းစစ်မှုကြီးတွေလည်းသူတို့ရဲ့အရေးချင်းတွေကိုတတိပြနေလုံးဖြစ်ပါရင်ဘာစနာကိုဒီတစ်ပတ်လေဗန်နော့စကီကယ်တင်ခဲ့တယ်လို့ဂျာမန်မိသားစု Harry Kane ကသူတမိုင်းသူရေးရင်ကမ္ဘာနံပါတ်1တင်းကိုရှင် Christian Ronaldo ရဲ့စံရင်တစ်ခုကိုကြော်တက်နိုင်ခဲ့ပါရင်ဒီဘက်ကစားခဲ့တဲ့ Bayern နဲ့ Warabimin တို့ရဲ့ပွဲစဉ်မှာ Harry Kane ရဲ့အတွင်းကို2ဂိုးပေါင်ရင်အားဖြည့်မှုနဲ့ Bayern က4-0နဲ့နိုင်ရရှိခဲ့ပါတယ် ကင်းဟာပိုင်းအတွက်အတွင်းကိုနေပွဲတိုင်းရယူပေးနေရင်တကောတော့ဆန်နေမတန်းကောင်းတွေကိုဘွန်နက်လီကာမာတွေမကောင်းဥရောပမှာပါဆက်လက်ရေးထိုးနေပါတယ်။အင်္ဂလန်သားတွေနိုင်ငံရဲ့ချားထွက်ကစားရင်မအောင်မြင်တက်ဘူးဆိုတဲ့အယူရှိကြပေမဲ့ကင်းကတော့2023မှာပိုင်းကိုရောက်ရှိလာပြီးခရေကထိတ်တန်းချေစွာကိုဆက်လက်ပြသရင်ဂိုးတွေသွင်းနေပါတယ်။ပွဲထွက်ရသည်မှာဥရောပရှင်ပနဲစုရရှိခဲ့တဲ့ကင်းဟာနှစ်အသည့်ဇက်တိုင်ဘွန်နက်လီကာချန်ပီယံရှင်ပနဲစုကိုလည်းရရှိလိုက်ပါသေးတယ်။ ကင်းအာဂျီတခါတော့ခရစ်စတီယာနိုရဲ့ဆန်ကျင်တစ်ခုကိုကြောတက်နိုင်ခဲ့ပါတယ်22ရာစုမှာကလပ်အသင်းအတွက်အတွင်းကိုတရာအမြန်ဆုံးပြည့်တဲ့ဆန်ကျင်ဖြစ်ရီယယ်မက်ထရစ်အတွက်ရော်နယ်ဒိုမန်ချစ်စတာစီးတီးအတွက်အာလင်ဟာလန်တို့က105ပွဲနဲ့ဆန်ကျင်တင်လာခဲ့ပါတယ်ကင်းကတော့ဒီနေ့ပွဲကအတွင်းကိုနေဘိုင်ယန်အတွက်တရာလေးပွဲကစားပြီးအတွင်းကိုတရာပြေးသွားခဲ့ပါပြီဒါကြောင့်ကင်းဟာကလပ်အသင်းအတွက်အမြန်ဆုံးအတွင်းကိုတရာပြည့်တဲ့ကစားမဖြစ်မှတန်းဆန်ကျင်တင်နိုင်ခဲ့ပါတယ်ဘိုင်ယန်တရာဒီမှာလည်းချန်ပီယံရာကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ရေကုန်ရေကန်းစူးစမ်းနေပြီးဘွန်နယ်လီကာအဖွဲ့9ပွဲကနေရမှတ်15မှတ်အပြည့်ယူထားနိုင်ပါတယ်ဒီအတွက် hurricane ရဲ့အတွင်းကိုတွေကလည်းတဒတအားပါဝင်နေပြီးကင်းကဘွန်နယ်လီကာအတွင်းကို ်10ကိုတိရရှိထားတာကြောင့်ပြိုင်မဲ့ကစားမရေးတက်နှဆမကတာလုံနေပါရင်ဘိုင်းအားချန်ပီယံလိမှာလည်းတန်ထွန်းကောင်းပြီးချဲစီကိုနိုင်ရရှိထားတာကြောင့်ပြိုင်ပွဲဆုံး10ပွဲဆက်တိုင်းနိုင်ရရှိတဲ့မှတ်တမ်းကောင်းတစ်ခုကိုတင်ထားနိုင်ခဲ့ပါရင်ကင်းအားချန်ပီယံလိမှာလည်းသွေးကုန်းတွေကိုရရှိထားသေးတဲ့အတွက်ဥရောပအကောင်းဆုံးတိုက်စစ်မှုဟာသူဖြစ်ကြောင်းသက်သေပြထားပါရင်အသက်32နှစ်ရွယ်ရှိနေပြီဖြစ်တဲ့ Hurricane ဟာသွင်းကိုယ်တွေဆက်လက်ရယူနေပေးပေမယ့်ဘိုင်မီနစ်နဲ့အနာဂတ်ကတော့မရေရာမတိကျဖြစ်နေတော့ပါပဲ။ King ကအသင်းဟောင်းတော်တန်ရန်နဲ့ပြန်လည်ချိတ်ဆက်မှုတွေရှိနေပြီးနောက်နေ့မှာအင်္ဂလန်ကိုပြန်နိုင်တယ်ဆိုတဲ့ကောလာဟလာတွေလည်းထွက်ပေါ်နေပါရင် စပိုင်းများတဲ့တောမက်ဖရန့်ကသူကိုယ်တိုင်ဂိမ်းရဲ့ပရိသတ်ဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ဂိမ်းကိုချက်ပါကြီးလို့စီမှာပြန်ပြင်ခြင်းနဲ့ပရိသတ်တွေလည်းအများကြီးရှိနေကြောင်းဒီလာစောပိုင်းကပြောလိုက်တဲ့အခါဒီကောလာဟာလာတွေကပို့ပြီးတော့အတန်ကျေလာခဲ့ပါတယ်။ဘိုင်ယန်ဘက်ကလည်းဂိမ်းရဲ့အနာဂတ်ကိုမသိကြနေပါဘူး။ဘိုင်ယန်အကစားဒရိုက်တာမတ်အီပါရီကဂိမ်းဟာဒီကိစ္စတွေကိုဆုံးဖြတ်နိုင်တဲ့အတူတည်းသောသူဖြစ်ကြောင်းပြောခဲ့ပြီးအသင်းဘက်ကတော့အခုနှစ်ရောနောက်ရာသီတွေမှာပါဂိမ်းနဲ့အတူအများကြီးအများကြီးအောင်မြင်ခြင်းကြောင်းပြောခဲ့ပါတယ်။ဒီတော့ဂိမ်းကဒီရဲ့အကြောင်းကိုသူကိုယ်တိုင်ပြောပြဖြေရှင်းခဲ့ပါတယ်။ ဂိမ်းကအခုချိန်မှာသူဟာဘိုင်ယန်မြူးနစ်မှာပျော်ရွှင်နေကြောင်းပြောခဲ့ပြီးစာရုပ်သတင်းကလည်းနှစ်နှစ်ကြာနေသေးတယ်လို့ဆိုခဲ့ပါတယ်။ဒါကြောင့်လလော့ဆယ်အင်္ဂလန်ပြန်ဖို့စိတ်ကူးမရှိသေးပဲဘိုင်ယန်ရဲ့အောင်မြင်မှုတွေဆက်လက်ရယူနေတဲ့ဂိမ်းဟာဘိုင်ယန်ကသူ့အတွက်ဆူပလာတွေရရှိစေတဲ့အသင်းလို့လည်းအကျဉ်းမဲ့ယုံကြည်ထားပါသေးတယ်။ဒီဘက်ကြားရမှာဟာရီကိန်းရဲ့ဘိုင်ယန်မြူးနစ်ဟာချန်ပီယံလိပွဲအဆင့်ဖြင့်ပါဖို့ကိုရှင်မြန်ကစားသွားရမှာဖြစ်ပြီးဒီဘက်မှာလည်းဟာရီကိန်းရဲ့အသွင်းကိုတွေကိုမြင်တွေ့ရအောင်မယ်ဆိုတာသိကြနေပါတယ်။ ပြီးရင်တော့ဘိုင်ယန်အော်တိုဝါနိုင်ငံပိတ်ရမတိုင်ခင်ဖရန့်ဘန်တင်နဲ့ဆက်လက်ရှင်ပြန်ရဖို့ရှိနေပါတယ်။ဒီအားဒီမှာဘိုင်ယန်တို့ပြည်တွင်းမှာနေမကဘဲဥရောပမှာသာအောင်မြင်မှုတွေဆက်လက်ရှာဖွေနိုင်မှုဟယ်ရီကိန်းရဲ့အတွင်းကိုတွေကအထောက်အကူပြုပေးနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video ကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။